တို့တို့အမိများပြောဘူးသာပြောပါတယ်ဇက်ပွဲတည်းမယ်ဒါမှမဟုတ်ရတဲ့ယူရတယ်တက်ဆက်တယ်ဗျိုင်းတော်သရှင်များကြားလိုက်လို့သရှင်တွေကစတော်ဦးငါလူငယ်ပါပါစတောက်တော်ဦးမွေးမျိုးငယ်ပါပါစဝေလဲတော်ပစုပိုးမျိုးငယ်ပါပါစတို့ဘာတို့များကြားလိုက်လို့ကတော့ဖော့ဟဲ့နမိတ်မရှိနမမရှိ မကောင်းသူပဲကောင်းသူကဲဆိုပြီးတတိတစ်ချက်ပြစ်ခနဲထွေးပစ်လိုက်တာတဲ့ မင်္ဂလာမရှိတဲ့တရှင်နားနေတော်မကြားကျင်ဘူးဆိုတဲ့သဘောနေမှာပေါ့ကျုပ်တို့များတော့တရှင်တော်မဟုတ်ပါဘူးအကျိုးပေးမကောင်းပုံများတင်ကြိုင်ထဲမှာကိုနေရတာတစ်တလာဝဲရင်ခေါင်းထဲရွက်ပြီးလိုက်ဖို့ရတာဒီလိုအလုံးမျိုးကလည်းဖျားဆုရစီတသက်နဲ့တကူလောက်ရလိမ့်မယ်တွက်ခဲ့တာလည်းမဟုတ်ဘူးဒါပေမဲ့ဘယ်နဲ့လုံမလဲဘဝအကြောင်းဆိုတော့လောက်ရတော့တာပဲပတ်စံငွေစားကြေးစားကလေး မြင့်မြတ်ဆက်ဆက်ရတာလဲတကြောင်ပေါ့လေတခြားလို့လဲမလုပ်တတ်တာလဲတကြောင်ပေါ့ဟဲ့ဒါဆိုညီကောင်းရဲ့ပြက်တို့ဈေးကလေးနာကလေးရောက်ပါလားလို့တော့မပြောနဲ့ကြာလာတနေ့ကုန်နေဘူးဇက်ကားရှောင်းနိုင်မှအစိတ်ပေါ့30ပေါ့အကြွေးကလည်းကြောက်အောင်မပြီးတော့ဘယ်မလဲငွေရင်းဒီအလုတ်ကအကြွေးကြစီရလဲမရှိဘူးငွေရင်းလဲမလိုဘူးမလုတ်ခင်ကငွေရနှစ်သား60လဲဟုတ်တယ်100လဲဟုတ်တယ် ဝေးလို့များတော့ဝေးသလောက်တောင်းပါဇက်တဲကဈေးကအတီးပဲလူကိုလိုက်လို့ခကြီးအဝေးကိုလိုက်လို့ကြိတောင်းရတာပဲရလဲရသည်ရသမနေတိုင်းကိုရတာလူကနေတိုင်းတင်းနေရမဟုတ်လားရက်ွက်တဲ့နေတဲ့လူကတော့မတိသာလာဘူးပေါ့မယုံရင်သိမ့်ညိုင်းနဲ့နေကြည့်ပါလားတနေ့တနေ့တည်တဲ့လူနဲမတ်လို့သိမ့်ညိုင်းဆက်ကုတ်ကိုပင်ဆောင်ကြီးအောက်ကတဲကြီးတဲ့နေလာရတဲ့နှစ်ကိုပဲကြို့ထိုးနေပြီ ကျုပ်တင်အနှစ်30ကျော်ရောက်မယ်။ကျုပ်သက်လား40ကျော်လို့ရှောင်းနေထဲမှာလင်လဲ30ရှိပြီ။တကယ်ပြောတာပါ။ပထမလင်ကဆုံးသွားချတာ။သူဆုံးတော့ကျုပ်ကငငယ်ရဲ့။နောက်လင်ကတော့ကွဲကိုကွဲတာ။ကျုပ်တသက်နဲ့တကူလောက်ရလိမ့်မယ်လို့မတွက်ခဲ့တဲ့ဒီလုံလဲတင်းကဇက်သွင်းခဲ့တာ။အခုတော့တခါတခါကျေးဇူးလဲတင်ပါရဲ့။စိတ်လဲနာတယ်။ဖျားဆူတည်ချင်းစိုးလဲဘယ်စီရောက်နေမှန်းတော့မသိဘူး။ ကျုပ်တို့သားအမိတင်းကျိုင်းဆက်ကတဲကြီးတဲ့ထားပြခဲ့ပြီးထွက်သွားလိုက်တာဘယ်မှာမွေဘွေးကြိုက်သေးနေတယ်လဲတော့မသိဘူးတခါမှတော့ပေါ်မလာဘူးရှိလာပေါ့လိန်ငါနှစ်တော့ဒါပေမဲ့ကိုစံပေါင်က ကျုပ်တို့ကို နှင်မထုတ်ချပါဘူးမတော့လှုပ်လက်ဆဆက်လို့ပေါ့တဲ့ဘယ်မှာလဲမသွားနဲ့တဲ့ပြောရှာပါသေးကျုပ်ကလည်းမသွားပါဘူးတခြားဘာသွားလို့တက်မှာတော့ဟုတ်ဘူးလားကိုစံပေါင်တို့ကတော့တက်နိုင်သူတွေကိုသူတို့လည်းတင်းကျိုင်းတဲ့နေတာဒါပဲ ပတ်စံရှိတော့လေးပင်နှစ်ထပ်အိမ်ကြီးနဲ့နေတယ်။တစ်တာမျိုးစုံကိုလှုပ်လဲလှုပ်၊ရောင်းလဲရောင်းဆိုတော့ရှောင်းလဲပါသေး။အနီးအပကကုတ်ကိုပင်နဲ့မှုပင်နဲ့ချောက်ဝယ်ပြီးပြင်ချက်တွေဖြစ်အောင်ခွဲဆက်ဟပ်ပြီးတစ်တာရိုက်။အတွင်းထဲအပြင်ကို water fluza ကတင်းတင်းဆွဲကပ်ပြီးငွေရောင်ဖောက်ပန်းတွေကပ်ပြီးရင်တစ်တာတွေကိုစီထက်ထားလိုက်တာပဲ။ဈေးကတော့အမျိုးမျိုးပဲ။လူမတေးပြီးဆိုမှတော့ဒီတစ်တာတွေကမသုံးမဖြစ်တင်မဟုတ်လား။ဝယ်ရတာပဲ။ ကြိုက်စေးလဲပေးရတာပဲအာသူဘကြီးဖြာလိမ့်နဲ့ပတ်ရှလို့ကလည်းရတာမဟုတ်ရှေမကျိုးဆွဲရှလို့ကလည်းမဖြစ်ဟုတ်ဘူးလားလူကိုလူကသေးတာတော့အလားအပါကြိုက်တာကလားကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဝိတ္ထုတို့တစ်ပုဒ်ကတော့ဆရာကြီးနေဝင်းမြင့်ရေးသားတဲ့ဝလဲတော်ပစူပိုးမျိုးငယ်ပါပါစဆိုတဲ့ဝိတ္ထုတို့တစ်ပုဒ်ဖြစ်ပါတယ် ဝဲသူလာပြီဆိုရင် ကိုစံမောင်က မလမကန့်ကကျုပ်သေးပတ်လမ်းခေါ်တော့တာပဲကျုပ်လည်းသိတယ်တိတော်ဝဲသူလာပြီကိစ္စတော့ပေါ်နေပြီကျုပ်ရွက်ပို့ရတော့မယ်ဆိုတာဒီတော့မနက်မိုးလင်းတာနဲ့တဲရှိကတကားလှုပ်ထားတဲ့ဂုံဒီဖြင်ဆအတာမတင်ပြီးဆက်လိုက်တိုးမီးညီရင်ကိုစံမောင်အိမ်ဘက်လမ်းမြော်ကြည့်နေလိုက်တော့တာပဲတိတော်ဝဲသူတွေကလည်းဟိုအလုံးရှာလိုက်ဒီအလုံးကြည့်လိုက်နဲ့ မြေကြီးထဲမြှောက်ရမယ့်ပစ္စည်းတောင်အနာအစာရွေးကြသေးတာတေတာတလုံးတံပိုးကလည်းဒီခေတ်မတေးဘူးတကယ်အနေချက်အသေးချက်ကြီးဒေါ်ယုံတေတာတောင်900ကျော်600တန်းတယ်တချို့များသင်းမောပုံခရစ်ယာန်တေတာမှအဝဲသားသူကနှစ်မျိုးရှိတယ်အဖြူနဲ့အနက်နဲ့အဖြူကအဖြူလူဖြူသေးရင်သုံးတယ်အနက်ကအိမ်အောင်ရှင်သေးမှသုံးတယ်ကြားဖို့သာပါတချို့ပတ်စံရှိတဲ့လူများကြတော့လေသင်းမောပုံနဲ့မှလှလဲလှတာကို လက်ကင်တွေနဲ့ပန်းဘောကြီးတွေနဲ့မှုရနဲ့ဒီခေတ်မှာမို့လို့ပါကျုပ်တို့အညာမာများရိုးရိုးပါပဲတေးသားကိုဟန်ရှဲ့မနေပါဘူးဘာပဲဖြစ်ဖြစ်လေစရိတ်တို့နဲ့ကိုစံမောင်းအိမ်ဘက်လမ်းမျောနေတော့ကိုကကျုပ်အလုံးမဟုတ်လားမျောရတာပဲလာလဲလာသေးမနေ့9နာရီ10နာရီဆိုပေါက်လာတာပဲကိစ္စပေါ်ပြီးဆိုရင်ပေါ်တဲ့နေ့ကတော့တက်ပြောက်ဆုံးတွေ့ရတာတို့တရခင်းချင်းပြင်ရွှေ့ရတို့ဘာတို့နဲ့မဝယ်ပြီးကြဘူး ကျုပ်တို့လူမျိုးထုံးစံကလည်း၃ရက်၅ရက်၇ရက်ထားလိမ့်ရှိတော့နောက်တစ်နေ့ရောက်လာကြတော့တာပဲ။ကာယကံရှင်ကတော့လိုက်ခဲပါသေး။ဒီကိစ္စကြွန့်ကျင်တဲ့သူရက်ွက်တဲ့လှုပ်ဖူးကင်ဖူးတဲ့သူလွှတ်လိုက်တာပါပဲ။အဲ့ဒီသူကလည်းဝယ်ဘူးချမ်းဘူးတော့စကားသိမ့်မပြောရပါဘူး။ဈေးနာပြောပြီးရင်ပြီးသွားတာပါပဲ။ဒီကိစ္စဈေးမစစ်ကောင်းဘူးဆိုတော့နည်းနည်းပပညှိကြုံပါပဲ။ပြီးရင်တော့ကိုဆောင်မောင်ကဆက်လိုက်လေးတဲလို့လက်ဖက်ရည်လေးတိုက်လို့တောက်ပြီးကြရင်ကျုပ်လန်းခေါ်တာပဲ။မတော့ ကားရင်ကိစ္စပေါ်လို့တဲ့ကိုရက်ကွက်ကားကိတ်ဆုံးကယထာလန်းနာမှာရွက်ခပြောလိုက်哦ချစ်စေပါဒါကထုံးစံပဲဥစ္စာတချို့ကလည်းဒီလောက်လေးပြောလိုက်တာနဲ့ဟာရွက်ခက80တောင်လားမဟုတ်သေးပါဘူးဆိုပြီးဒုံးမိကက်သက်လှုပ်ရှင်ကြတာလည်းရှိရဲ့တချို့ကလည်းလူမတီးပြီးဆိုမတော့မစစ်တော့ပါဘူးရော့အင်းပဲကျုပ်ကကိုစမ်းမောင်အားနာလို့ပါပြောလိုက်ရှင်သာဈေးများရင်တော်တော့ရွက်ကြည့်ပါလားလို့ဟုတ်တယ်လေ တော့ငါကြည့်ပါလားလို့ကျုပ်သားတွေပြောတယ်လို့ဆိုရင်ပြာသွားမယ်တော်ယုံကားကလည်းမလိုက်ပါဘူးလိုက်ရင်လည်းရာကြောပဲသူတို့ကလည်းဓာကြီးတင်ပြီးပရိရေပတ်ရအမွှေးနံသာဖျန်းရကောင်းချော်ရည်နဲ့တကားလုံးစေးရနဲ့တိတ်သက်တာပေါ့မရဘူးနီးရင်တော့စိုက်ကားတွေကလိုက်ပို့ပါသေးလူစီးစိုက်ကားတွေကလည်းလိုက်ခဲသေးရေခဲစိုက်ကားတို့ပလက်ခုံစိုက်ကားတို့မှလိုက်တာပါလိုက်ရင်လည်းချော့ယူဖို့စိတ်တော်မကူကျုပ်ရွတ်ရတာကလည်း တကယ်တော့တတ်တာတယ်မထင်နဲ့တော်တော့မရွက်ဘူးလို့ရွက်ကြည့်စေချင်တယ်ထောင်းစံအတိုင်းဆိုလို့ကတော့တစ်တာကိုမှောက်ပြီးစရွက်ကလေးကလမ်းမှာရှာနားလို့ရတာမဟုတ်ဘူးတစ်တာဖုံးကလည်းတစ်တာပေါ်တင်းချင်းတင်းမတင်းချင်းကြိုင်းကြညက်လက်တစ်ဖက်ကပိုက်ပြီးဇက်တောက်တောက်နဲ့သွားတာတချို့အိမ်များလေးငါးမိုင်လောက်ဝေးတယ်သွားရတာပဲရေစာလို့ရှာတောက်လို့လည်းမရဘူးဒီဟာကြီးနဲ့ဘယ်အိမ်ကရေတိုက်မှာလဲဇက်နာလို့လည်းရှာနားလို့မရဘူး နေဘူးလို့သူများဈေးဆိုင်ရိတ်ခိုးဖို့များစိတ်တော်မကူနဲ့ပရိုက်လွတ်လိမ့်မယ်အယူကြီးတဲ့ဒေတာများတစ်တာဘုံကိုဘယ်ညာပြောင်းကင်လို့တော့မရချင်တစ်တာကြီးနဲ့နားရင်ယွာနာတယ်လို့အယူရှိတာကိုသွားရင်ကနောက်လဲမလဲရဘူးတဲ့သွားရင်များသူများကို တိုက်မိလို့လဲမရဘူးတဲ့သူများကလည်းကိုယ့်ကိုမတိုက်ရဲပါဘူးကားတွေဆိုတာဘေးကရှောင်မောင်းတယ်ထိသွားမှဆိုလို့စက်တရေမရှိလို့ပေါ့လေနောက်တစ်ခုကလိုက်ပို့ရမယ်ရက်ွက်ရောက်လို့ တိတ္တကြီးထမ်းပြီးဟိုအိမ်မေးဒီအိမ်မေးလို့ကလည်းရတာမဟုတ်ဘူးဒီတော့ဝေစာကလေးကတေချာရှိန်းထရသည်ခាយကရှင်တယောက်ကထွက်ကြရသည်ခាយကရှင်ကစောင့်ခေါ်သွားရင်တော့မှလမ်းကြိုလမ်းကြားအိမ်ကြိုအိမ်ကြားကခေါ်သွားလို့မရဘူးလမ်းမကဖြောင်ဖြောင်သွားရတာခាយကရှင်အိမ်ရောက်ရင်လဲလေးလိုက်တာလို့မကြီးရဘူးဆိုတာရှိသေးတယ်တချို့ကအဲ့ဒါလို့ပြောရင်အာကြီးစိတ်ဆိုးတယ်ကျုပ်ကတော့ရိုးရိုးပြောမိတာပါ အဝေးကြီးကရွက်လာရတာဇက်တွေဆိုတာပူထူးနေတာမဟုတ်လားတစ်တာတဲ့ခေါင်းထည့်ရွက်တာလေမတို့ပါမတို့နဲ့ချွေးဆိုတာပြုတ်ထားတဲ့အတိုင်းပဲတစ်တာအဖုံးကတစ်ဖက်ဆိုတော့စဉ်းစားတာကြည့်အဲ့ဒါကို လေးတယ်မပြောရဘူးတဲ့အကောင်းဆုံးကဘာမှမပြောတာပါပဲကနပြင်းရိတ်ချပြီးထိုင်နေလိုက်တာပဲယောဂပတ်စံကရှိပ်ပြီးသားပါဒါပေမဲ့လမ်းစည်းလေးမဟုတ်ဘူးလေးပေးပါအောင်ဆိုပြီးပေးထိုင်နေလိုက်ရင်ကာယကရှင်က ထုတ်ပေးတာပဲ တချို့ကလည်းပေးပြီးသားပဲဗျဘာညာနဲ့မစီမဆိုင်ဝယ်ဟောက်ရှင်တယ်။ဘာပဲဖြစ်ဖြစ်လေဒီလိုမျက်နှာပြောင်ပြောင်နဲ့တောင်းရတာပဲ။ဘယ်နဲ့လုံးမလဲ။ရရင်လည်းအမြက်ပေါ့။မရရင်လည်းပြန်ယုံပေါ့။မတကဆက်လိုက်ခွက်တဲကဆက်လိုက်လင်းကားလေးနိုင်ပြီးထလာလိုက်ရင်လည်းတညစာတော့ပြီးသွားတာပဲ။ကျုပ်ယောက်ျားနောက်ဆုံးកောင်ကြောင့်ကျုပ်မပြောရသေးဘူး။နာမည်ကမောင်ငယ်တဲ့။တကယ်လဲကျုပ်မောင်အငယ်လောက်ရှိမှာပါ။ကျုပ်ထက်တော်တော်ကိုငယ်တယ်။ ဒါကြောင့်လဲတည်ခြင်းစိုးကစိုးကျင်တာထင်ပါရဲ့ယူဆကတော့သွားခေါခေါနဲ့မျက်နှာတင်းတိတ်တွေကွက်ရှင်းထိုးပြီးခါတစ်ဖက်လိန်ရှီတစ်ဖက်ဆွဲနေတဲ့ကျုပ်ကိုသူ့တက် အသက်ကြီးတဲ့ကြားကယူထားတာကိုပဲကျေးဇူးတင်ရသေးတဲ့အောင်းမိသားဘယ်ဟုတ်မှာတော့မသားကအရက်တော့ရှင်သားရောဖဲကလေးပုတ်ရှင်သားရော မိမရှင်နှိုက်ရှင်သားရောမနဲ့မိုးလေးရင်အရက်နဲ့အရင်မျက်နှာတက်တာအရက်နဲ့ပလုတ်ကျင်းတာမြက်ပေါက်တွေဆိုတာကဘယ်တော့မှမပွင့်ဘူး အထက်မြက်ခမ်းနဲ့အောက်မြက်ခမ်းများတွဲရှုပ်ထားတာကမှရှုပ်ရပေါ်နေနိုင်သေးတယ်။ရေကတော့သူလဲမချိုးဘူးကြုံလဲမချိုးဘူး။တင်းကြိုင်နဲ့ခက်ဝဲဝဲကရေပုံပိုက်မှာတောက်ရေတော့ရတယ်။ရေချိုးခင်မပေးဘူး။ရှိုးရင်ရေကဲရှိုးပဲ။အမသူကကျုပ်ကိုရိုက်သေးနဲ့သေးတာ။ကျုပ်ကလေးတွေကိုလည်းနှိတ်ဆက်ရှင်သေးတာ။ဘာမှလို့လဲဒင်းကဒင်းကိုယူတော့ထမင်းအောင်နတ်မှန်တဲ့ကောင်မဟုတ်ဘူး။မြေချင်းအငါတူးတဲ့ကောင်အရက်ပလင်းခါထိုးပြီး နေဘူးကြီးရဲ့ကျင်းငါတူးတဲ့ကောင်တင်းချိုင်းနဲ့နေတိုင်းတွေ့တော့လဲနေဆက်သွားတယ်ပြောပါတော့မယူအသေးစကားမယူခင်ကဒင်းကအကျုပ်ကိုအချောင်နိုင်ရှင်သားယူဖို့များစိတ်ကူးခဲ့တာမဟုတ်ဘူးချင်းချင်းတူးတူးသဘော ထားတာကျုပ်ကလည်းလင်းနှစ်ယောက်ရဘူးသားပဲသိတာပေါ့ကျုပ်ကတော့တန်ရောက်စင်နေဖြည့်လို့ကျုပ်တဲရိတ်ကလေးခိုလိုက်ကျုပ်သားလေးအရွယ်ကိုင်းလိုက်ရတဲ့ပတ်စံလေးကျုပ်အပ်ထားလိုက်နဲ့နေရင်းကညားတာညားကမ ိုဆိုးလာတယ်ပြောပါတော့ဘာမှကိုမလုပ်တော့တာမြေချင်းတော်မတူးတော့ဘူးထိုင်စားပဲကျုပ်တစ်တာရွက်လို့ရတာလေးထိုင်စားရင် အိမ်မှာဘယင်လုပ်တော့တာကြာရင်ကြာပြန်ပြီးထမင်းစားရင် စားပြန်ပြီးပတ်စံမပေးရင်မပေးလို့နဲရင်နဲလို့မူးမူးနဲ့နှအောင်နှရင် ထရိုက်ရှင်ရိုက်တာကျုပ်ကတော့ယူမိပြီကို လင်းသားကိုကျုပ်တို့မိမတွေများတသက်လုံးဒီလိုအရိုက်အနှက်ခံလာရတာပဲစမ်းမှတ်လို့ စိတ်တော်နာသည်ဖျားဆူညာမပြောဘူးအခုတော့ကျုပ်ကအသက်ကလေးကလည်းရလာပြီမောလဲမောတယ်တင်းကတော့နေဘူးညမူးပဲမနဲ့လဲနေမြင့်မှထတယ်ဒီကြားတယ်မနဲ့မနဲ့အမူးနာဖြေဖို့တဲ့အရက်တပိုင်းလောက်ကဝယ်ထားရသေးတာကလားစိတ်ပဲကုန်နေတကယ်လင်းရဲ့မရရဲ့လို့တောင်းတနာစကားပြောရသည်စိတ်ချမ်းသာရသည်တခါမှမချီတာလင်ကံမြမကောင်းချက်ပြောတာပါ တခါတခါတေသွားတဲ့အမေကိုတတိရတယ်။တေအလုတ်ကချက်စရာလဲမဟုတ်ပါဘူး။ကောင်းရောင်ကောင်းွယ်ပါပဲ။စာမတက်ပြီးမတက်နဲ့ဒါလောက်ပတ်စံရတာလောက်ပြောတဲ့အလုတ်ပါ။ဒါပေမဲ့ဒါကဒါပဲ။အမေများသိရင်ယဉ်ကျိုးမှာပဲ။အမေတို့ကစရောဦးငါလူငယ်ပါပါစားတော့မကြားကျင်ဘူးမဟုတ်လား။ဘဲနဲ့လို့မတော့အညာကဆင်းလာကလေးကကို့ဘောကကို့အကြောင်းကို့အထုံကို့ရေစက်တင်းညိုင်းနေနေရတာဘဲနဲ့မှမတက်နိုင်ဘူး။ လူပြုတ်ပြင်လို့ရမှတ်လို့အဲ့ဒီမနက်ကကိုစံမောင်တစ်တာဆိုင်ရှိလူသုံးလေးဦးတွေ့ကလေးကကြုတ်ရွက်ရတော့မယ်ဆိုတာသိသားပဲရွက်လဲရွက်ရတာပါပဲ80နဲ့တည့်သေးတိမ်မဝေးပဲ80ရတာဘာစိတ်ကူးပေါက်တယ်မသိဘူးအိမ်ကမတာအဲ့ဒီမနက်အစောကြီးနိုးနေတယ်သူပါလိုက်မယ်တဲ့လိုက်ပေါ့တကာမတော့မလိုက်ဘူးပေါ့အဲ့ဒီညကအရက်လဲဝင်မထားတော့ ကျုံနောက်လိုက်ရင်အရက်ဝဲတော့ရှင်သာလဲပါမှာပေါ့ထင်းတဲ့အတိုင်းပဲတစ်တာရက်ဖို့တော့တစ်တာအဖုံးတော့မကင်ကျင်ဘူးရှက်လို့တဲ့တီချင်းစိုးကမြေချင်းတူလာတဲ့ဘဝမိသာပြောပါတယ်ဖောတို့ဖောရောင်မျက်နာနဲ့ခလန်းလာကခွာလိုက်ရင်အရက်ဖို့တစ်စီတောင်းတော့ကျုံလဲမောမောနဲ့ပြော့ပြစ်လိုက်တယ်မောင်ငယ်ရဲ့နေဟာကမလွန်ဘူးလားတတ်တတ်လိုက်လာပြီးဒုက္ခပေးတာလားမိုးတော်မလင်းသေးဘူးတကယ်တည်းဒီအရေးကိုဝမ်းကြခြင်းနေလိုက်တာလုံးတယ် ဟုတ်ပါတော့စိတ်ထဲရှိတာပြောပြလိုက်ရမှာသင်ကတော့မျက်ထောင်နေကြီးနဲ့ကျုပ်ကိုရန်လို့ချင်သေးတဲ့ပုံနေပူရက်လောက်ရလို့ချက်ကိုဆွဲနေတဲ့အသားနဲ့သွားခေါ်ခေါ်ခါဆောင်ဆောင်အသက်ကြီးကြီးမိမကို သူ့မယားထင်ပါလဲစိုးတယ်နဲ့သူပါရဲ့ကျုပ်ကလည်းခေါင်းထည့်ရွက်ထားတဲ့ကြားကပဲတလန်းလုံးမြစ်တာပို့တယ်တစ်တာဘုံကလည်းတစ်ဖက်ကဂျိုင်းကြညက်ပြီးပိုက်လာရတော့ဒေါ်သာတွေလည်းထွက်ပေါ်လေမတာကအကျင်နာတစ်စက်မှမရှိတာမြန်ကန်းကုံရော ပို့ရမယ်အိမ်ရောက်လို့ကနပင်းအောက်ရောက်တော့လူတွေဆိုတာမနေဘူးပစံကလည်းဘာရှိတယ်လဲမပြောနဲ့တိတ်တာမှရေးထားတဲ့နာမည်နဲ့အသက်ကငငယ်ရဲမိရိစင်တဲ့လူကစင်းလို့အဖို့တန်ခုံနေချတဲ့လူကချလို့လှုပ်တဲ့ဂိုင်းတဲ့လူကလှုပ်လို့ဂိုင်းလို့တော်တော်ကိုငိုထားတဲ့မိမငယ်ကလေးကလည်းငိုရာတောင်လှနေသေးတာမပြောနဲ့တော့အသားကလေးများဆိုတာဝင်းမို့လို့ ။အော်ငငယ်ရရနဲ့လင်ကန်ဆိုးချတဲ့မိန်းကလေးနဲ့လို့တော့အောင်းမေးလိုက်မိသေးတယ်။တူတူပါပဲကျုံနဲ့ဘာထူးလို့လဲ။ကျုံလင်ကလည်းအသက်ရှင်နေတာပဲရှိတာပါ။တေတာနဲ့ဘာမှမထူးပါဘူး။ရေလေးတပေါက်လောက်တိုက်ကြပါ။မောလိုက်တာလဲဟတ်ထူးလိုက်နေပြီ။အဲ့ဒီမိန်းကလေးကပဲရေယူပြီးတယ်။ပလင်းနဲ့ထည့်ထားတဲ့ရေပါ။ပလင်းကရေသီးတွေကလည်းအေးလို့အေးလိုက်တဲ့ရေအေးမြပြီး ရှိုးနေတယ်တောင်အောင်းမိတယ်။အော်ပတ်စာရှိတဲ့သူတွေများရေတောင်အေးအောင်လို့တောက်ကြတာပြောပါသေး။လာစရိတ်တောင်းတော့45ကျပ်တန်တရွတ်ထုတ်ပြီးတယ်။အဲ့ဒီနေ့ပဲနောက်တစ်ခေါက်တစ်တာပို့တော့နေပြင်းလာပြီ။တင်းကဘာစိတ်ကူးရတယ်မသိဘူး။ဒီတစ်ခေါက်လဲလိုက်မယ်တဲ့။ဒီတစ်ခါပို့တဲ့အိမ်ကစင်းရဲလိုက်တာတာတေးကိုလမ်းလို့ကနပြင်းကလည်းမရှိဘူး။လူလည်းမရှိဘူး။ ကျုပ်ရွက်လာရတဲ့တစ်ရာကျန်းကိုကြည်ကလေးကအခြေအနေကိုကျုပ်ကသိပြီးသားပါ။ကာယကရှင်ယောက်ျားကလည်းမုန်းနေလိုက်တာလူမှန်းမသိဘူး။ပါဇက်ကလည်းအတင်ရေအတင်ရေလို့ကြုံကြုံအော်နေတာကလွဲရင် ကိုညီမဲ့လူလည်းမရှိဘူး။အတင်ဆိုတာတည်သွားတဲ့သူ့မိမနာမည်နဲ့တူပါရဲ့။လမ်းစရိတ်ဆိုတာလည်းဝေးရော။ဘာဆက်လိုက်ဘာကွာစိတ်မှလည်းမရှိပါဘူး။ကျုပ်ဖို့ကတော့မဆန်းပါဘူး။မြင်နေကြပဲဖြစ်နေကြပဲ။ မောင်ငယ်ကတော့စားနေသလားမပြောတတ်ဘူးစကားလည်းမပြောဘူးလမ်းမှာတော့ပတ်စံ၅ချက်၅ချက်နှစ်ခါတောင်းပြီး အရက်တော်ဝင်တော့တယ်ဒါပဲချိုသည်လည်းမပြောဘူးခါသည်လည်းမပြောဘူးကြာသားမိုးကျိုးဘာတွေတွေးပြီးဒီစကားပြောမှန်းလဲကျုံမသိပါဘူးကျုံနားလဲကျုံမယုံဘူးအဲ့ဒီညကဒင်းပြောတာပြောပါသေးမူးတော်မူးနေတာပေါ့လေဒါပေမဲ့ညကလေးကတခါမှ အဲ့ဒါလို့မပြောဘူးဘူးနေပါဦးပြောတာဗားတဲ့ကျုပ်စဉ်းစားမိတယ်ပတ်စံရှိတဲ့လူလဲသေးတာပဲစင်းရဲတဲ့လူလဲသေးတာပဲသေမငိုနေလဲအလကားပဲလဲနဲ့မရအသက်ရှင်ရတော့ချစ်ကြဖို့လိုတာပဲတဲ့မောင်ငယ်ကဒါလောက်ပဲပြောတာပါဒါပေမဲ့ကျုပ်အဲ့ဒီညကတညာလုံးအိတ်မပြောဘူးတိတ်တော်လည်းမယုံပါဘူး တင်းတော့ကောင်းအောင်ပြောတာပဲလို့တွက်ပါတယ်။အဲ့ဒီညကတန်းစီအိတ်နေတဲ့ကျုပ်ကလေးတွေကိုချီရင်းကအရင်ယောက်ျားတွေကိုလည်းအောင်းမိမိပါရဲ့။ဘာပဲဖြစ်ဖြစ်ကျုပ်ချက်ကြွေးတာစားကျုပ်တဲထဲမှာနေပြီးရင်အရက်မမဝယ်ပြီးနေတဲ့ရက်တွေထဲမှာမောင်းငယ်ဒီစကားမျိုးတစ်ခါမှမပြောဘူး။အောင်းမယ်။ဟုတ်တော့လေဟုတ်သား။မနဲ့မိုးလင်းလို့ကိုစံမောင်တို့အိမ်ရှိတစ်တော်ဝယ်သူတွေလာတော့ကျုပ်ကနုံးနေနေပါပြီ။ မောင်ငယ်ကလည်းနိုးလို့တော်ရီပြုံပြုံကြီးသိလားအဲ့ဒီနေ့ကတစ်တာရွက်တော့နေဘူးပြင်းပြင်းနဲ့မှအကျုပ်ကတစ်တာရွက်လို့ကျုပ်ရှိကမောင်ငယ်တစ်တာအဖုံးပြင်ချက်ကြိုင်းကြားညှက်လိုက်လို့ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဖောတော့ဖောရောင်နဲ့ဖဏလည်းမပါဘူးကျုပ်ရင်ထဲမတော့တလက်လက်နဲ့မောလို့ဟုတ်ပါဘာရလဲမသိပါဘူးတင်းကိုအဲ့လေမောင်ငယ်ကိုအရက်ဖို့ပေးရအောင်မယ်လို့လဲတွတ်တယ် ခမာမောနေချပြီထင်ပါရဲ့ပေါ့ဆရာကြီးနေဝင်းမြင့်အဆုံးထိထားတော်မူတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်